ဒေါ်ဆန်းစုကြည်မွေးနေ့မှာရန်ကုန်မှာရှိတဲ့အိန္ဒိယတန်ယုံကနေလွမ်းသူပန်းခွေပို့ပေးခဲ့တယ်ဆိုတဲ့ BBC မြန်မာပိုင်းကသတင်းဖော်ပြမှုတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်ဇွန်16ရက်ဟာမတရားဖမ်းဆီးခံရရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆတ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။မိုင်းဝေချန်နယ်ကနေဇွန်16ရက်မှာအိန္ဒိယတန်ယုံကဒေါက်ဆုမွေးနေ့အတွက်ဖမ်းဆီးပေးတာကို BBC ကဒေါက်ဆုအတွက်လမ်းသူပန်းဝေပို့ရဆိုပြီး post တင်ထားတယ်လို့ရေးသားဖြန့်ဝေထားတာပါ။ BBC ဗာမီ Facebook စာမျက်နှာရဲ့သတင်းဖော်ပြမှုအဖြစ်ပုံတပုံနဲ့အတူဖော်ပြထားတာပါ။ ဒီအကြောင်းကိုဖက်ရှိသူ2300ကျော်ရှိနေတယ်လို့ Telegram Channel နဲ့ Group 5ခုမှာလည်းပြန့်နှံ့နေပါဗျ။အလားတူပဲ Facebook မှာလည်းပြန့်နှံ့နေရတွေ့ရပါတယ်။ဒါအပြင်မိုင်းဝင် Channel ကနေအဲ့ဒီနေ့မှာပဲအိန္ဒိယတန်ယုံကအမေစုအတွက်လမ်းသူပန်းခွေပို့ပေးကြောင်း BBC သတင်းဌာနကြီးမှဖော်ပြဆိုပြီးနောက်ထပ်တစ်ချိန်ထပ်မံဖြန့်ဝေထားပါသေးတယ်။ဒီအကြောင်းအရနဲ့ပတ်သက်ပြီးမီဇီမာကချက်လက်စစ်ဆေးခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးအိန္ဒိယတန်ယုံလက်ဆောင်ပေးမှုနဲ့ပတ်သက်လို့ BBC ရဲ့သတင်းဖော်ပြချက်ကိုဖတ်ရှုရမှာ လွမ်းသူပန်းခွေနဲ့ပတ်သက်တဲ့စကားလုံးကိုမတွေ့ရပဲဂုံမြုပ်ပန်းစီပေးဖို့တယ်လို့យေတာထားတာကိုတွေ့ရပါတယ် Facebook မှာဖော်ပြတဲ့သတင်းတွေကိုပြန်လည်ပြုပြင်ထားမထားကြည့်ရှုလို့ရတဲ့ view edit history ကိုကြည့်ရှုတဲ့အခါမှာလည်းမပါတာကြောင့် BBC ကသတင်းဖော်ပြမှုဟာပြုပြင်ထားတာမဟုတ်ကြောင်းတွေ့ရပါတယ်နောက်ထပ်ပြည့်နေတဲ့ပုံကိုကြည့်မယ်ဆိုရင်အဖြူအောင်နောက်ခံနဲ့27မိနစ်အကြာမှာရယူထားတဲ့ပုံဖြစ်ပြီးဒီပုံတစ်ခုပဲပြည့်နေတာပဲဖြစ်ပါတယ်။ BBC လိုကြည့်ရှုမှုများတဲ့မီဒီယာအနေနဲ့အခုလိုမှားယွင်းဖော်ပြမိသည့်ရှိတော့ အခြားသူတွေကပါ screen shot ရိုက်ယူပြီးဖြန့်ဝေကြမှာဖြစ်ပေမဲ့အခုပြည့်နေနေတာက27မိနစ်အကြာကပုံတပုံပဲပြည့်နေနေတာကိုတွေ့ရပါတယ်။ဒါအပြင်ဘသူတွေကဒီပုံကဖြန့်ဝေကြတယ်ကြည့်ရအောင်ပါ။စတင်ဖြန့်ဝေတာကစစ်ကောင်စီ lobby channel ဖြစ်တဲ့မှိုင်းဝေ Telegram channel ပါ။ Facebook ကပြည့်နှက်မှုကိုကြည့်မယ်ဆိုရင်လည်းဒီပုံကိုဖြန့်ဝေတဲ့အကောင့်တွေဟာစစ်ကောင်စီကိုထောက်ခံတဲ့အကောင့်တွေဖြစ်ကြောင်းတွေ့ရပါတယ်။အခြားမိနစ်အခြားပုံစံနဲ့ screen shot မျိုးမတွေ့ရဘဲမှိုင်းဝေကစတင်ဖြန့်ဝေတဲ့ပုံတပုံတွေကိုသာအသုံးပြုနေကြတာကိုလည်းတွေ့ရပါတယ်။ ဒါကိုကြည့်ရင်ဒီပုံဟာ BBC မြန်မာပိုင်းကသတင်းဖော်ပြမှုကိုပြန်လည်ဖြုတ်ပြပြီးဖြန့်ဝေထားကြောင်းအတည်ပြုနိုင်ပါတယ်။ဒါကြောင့်ဒေါ်ဆန်းစုကြည်မွေးနေ့မှာမြန်မာမှာရှိတဲ့အိန္ဒိယတန်ယုံကနေလွမ်းသူပန်းခွေပေးတယ်လို့ BBC မြန်မာပိုင်းကသတင်းဖော်ပြတယ်ဆိုတဲ့ပုံဟာဖြုတ်ပြဖန်တီးထားတဲ့ပုံဖြစ်ပြီးလူအများအထင်လွဲအောင်ပြုလုပ်ထားတဲ့သတင်းမှပဲဖြစ်ပါတယ်။မီဇီမတ်ကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီဂျင်တဲ့သတင်းတွေရှိခဲ့ရင်မီဇီမတ်ကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကိုလင်းနဲ့တကွာပေးပို့ပေးပို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာကဆက်လက်ရည်မှန်းဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။